ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာဖိုးကျော်ရေးသားထားတဲ့တခုခုတော့လိုနေပါသည်ဆိုတဲ့ဝတ္ထုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျမနဲ့တူ နားဆင်ခံစားကြပါရှင်တခုခုတော့လိုနေပါသည် ိန်းနှူရောင်ချက်ကကသူ့ရှိလာရဲ့ဤလှမ်းနေသောခြေလမ်းများမတိမတာတုံသွားမိဤပထမတစ်ခါတော့ငါလောက်ရင်ခုန်တော့မမြင်တော့ခြေတုံလက်တုံလည်းမဖြစ်မိတော့လေဆိုင်ရှင် အမှတ်တစိပ်ပါကလေးကသူ့ကာမှန်းတိလိုက်ပြီပထမတစ်ခါကမူမျောလင့်ထားခြင်းလဲလုံးဝမရှိသဖြင့်ရင်တုံပန်းတုံဖြစ်သွားမိသည်เจ้าကို ရောက်သည်အထိရင်ခုန်နှုံရွှေလေးပြားက တင်းတင်းရင်မာတောင်ပန်ခတ်ကောင်းတော့အတွေးမြင်တွေဖြင့်လှိုင်းကြက်ထားတော့သူခေါ်တာမလိုက်မိတာမှားသွားလေသလားငါငင်းလိုက်လို့သူရှက်များသွားလေသလားငါကိုရိုင်းနယ်များထင်လေသလားတနေ့လုံးဝေခွဲမရခါတိုင်းနေ့တွေလိုတပည့်တွေကို စာသင်မင်းမဖြောင်းခဲ့ရကာရှိပေါင်းမှာပြုထွက်လာတော့ကိုကျော်စွာဤမျက်နှာကတော့တခါကကားဂျုံ ခေါ်ဘူးတလို့ပင် အပြုံးများများနှင်း။ကြောင်းသွားတာနော်ဆရာမ။ဟုတ်ကဲ့ဟုတ်ကဲ့ရှင်။စိတ်ထင်းသည့်ကြားထဲကမတိမတအတန်းတုံသွား၏။လမ်းကြုံသားပဲဆရာမလိုက်ခဲ့ပါလား။ဟုတ်ကဲ့ရှင်ကျေးဇူးပါပဲ။ကားပေါ်လမ်းတက်ရင် တလောကငင်းပယ်ခဲ့မိသောစကားကိုကြားမိသေးသည်။ကျေးဇူးတင်ပါတယ်ရှင်။ကျမကြောင်းပြတ်တတ်တဲ့တပည့်ကလေးတယောက်ဝင်စရာရှိသေးလို့ပါ။ထိုစဉ်က ဟုတ်ကဲ့ခမ ्या ဟုပြောပြီးသူကောင်းမောင်းထွက်သွားခဲ့သည်။ လမ်းမဘေးနှစ်ဖက်ရှိ ကုကိုပင်များမှရွက်ကြွေများလေထဲဝဲပြန့်၍လမ်းမပေါ်တဖြုတ်ဖြုတ်ကြွေကျနေကြသည်။ဖားရဲလိုမဟုတ် ရှင်ထဲမှာဝေဒနာတစ်မျိုးလှုပ်ခတ်ခံရသည်။ယခုတော့ကုကိုပင်တိုင်းရွက်တည်နှုတ်နေကြပြီ။စိန်ဖန်ဖန်ဝေနေသောရွက်နှုတ်များကိုမြင်နေရသည်မှာကြည်နူးစွပြန့်ပွဲကောင်းလာသည်။အကြည့်ကိုမတိမသာဆွေမိတော်လဲကောင်းမောင်းနေသောသူ့နောက်ကျောကိုတော့ရဲရဲမကြည့်ဝင်။ နောက်ကြည့်မှန်မှ သူမြင်သွားမည်ဆိုထိမ့်မိ၏။ပေါင်မောတင်ထားသောကျင်းချင်းတွေကတင်ယိုအညွန့်ဆောင်းတွေနဲ့ထမင်းဘူးကိုသာငုံကြည့်နေလိုက်သည်။ရှင်သူဘာမေးလိုက်သည်မသိ။တစ်ထုတ်လို့ရေကတစ်တိုက်ကားတစီဆူညံစွာဖြမောင်းသွားသဖြင့်သူ့စကားကို ပြပြတတမကြားလိုက်ရ။သူ့တန်ကလည်းတူညင်းလိမ့်မည်။သူ့လည်းသူ့လိုဝင် ရင်ခုန်နေမလား။အေးတတပြောရတော့သူ့တန်ကိုတော့မှမရရရှိလေသည်။ ။အော်ဟိုတခါလဲဆရာမနဲ့လမ်းကြုံပြီလို့ပါ။เจ้าကိုနေတိုင်းလမ်းလျှောက်သွားပါသလားဆရာမ။နေတိုင်းရတော့မဟုတ်ပါဘူးရှင်။တခါတခါမြင်းလဲစိုက်ကားတွေလဲတုံတက်ပါလေ။ဟုတ်ကဲ့ခမ။ရုံးမှာပဲနေသလားရင်။အိမ်လာတာသိပ်မတွေ့။အရေးစော့မေးမိပြီးမှတတိယဤ။ချန်ချင်းကက်လျက်ဖြစ်တဲ့ဖြင့်အမြဲတတိထားကြည်နေမိတာသူသိသွားပါပြီဟုရှမီပြန်သည်။ သူ့ကိုစိတ်ဝင်စားနေလို့သတိထားကြည့်တာပေါ့သူများရိတ်မိသွားလိမ့်မလားចောင်းကဆရာမကြည်ကြည်တန်းပြောသလိုမိမပရိရဲ့နဲ့အပြန်ချည်ရေးဆိုတာတမျိုးများဖြစ်သွားလိမ့်မလားအပြိုကြီးပြီးပြီးစည်းစားចောင်းစွာတွေးပြီးမျက်နှာရဲသွား၏ဟုတ်ကဲ့ဆရာမကျွန်တော်ရုံးမှာအနေများပါတယ်ဌာနကအစ်စ်ဖွင့်ခါစားဆိုတော့အိမ်သိပ်မပြောင်းဖြစ်ဘူးမနေ့ကမမေမှလို့ခုမနက်စိုက်ကွဲမစင်ခင်ခဏလာတာပါ ဟုတ်ကဲ့ဟုပြောကသမချလိုက်မိ၏။နှစ်ယောက်သာနှုတ်ဆက်နေကြခြင်းကို သူကစကားဆက်၏။စိုက်ကွင်းတွေဆင်းဆင်းနေရတာနဲ့အိမ်မရောက်ဖြစ်လို့အန်တီတို့ရောဝင်နှုတ်မဆက်မိဘူး။နေကောင်းကြတယ်နော်ဆရာမ။ဟုတ်ကဲ့ရှင်မမေနေကောင်းပါလေ။ကျွန်တော်တတိယသတင်းမေးချောင်းပြုတ်ပြပါဆရာမ။ဟုတ်ကဲ့စကားနည်းသူကရှွန်းရှွန်းဝင်နေသဖြင့်တင်းတင်းဝမ်းသာသွားသည်ပြန်၍စကားရှာပြောရ၏ ။"အော်ဒါနဲ့တလောကလဲဆိုင်ရှင်းမှာအမျိုးသမီးအကူဆက်ရေးတွေခေါ်ကြရဲကြားလာလို့။ဟုတ်ကဲ့ခမ။ကိစ္စရှိလို့လားဆရာမ။ကျမညီမလေးလင်းလင်းကိုအဲ့ဒီမှာအောင်းအောင်သွားပုံရ ਈ ။သူနောက်ပြန်တစ်ချက်လှည့်ကြည့်သည်။လင်းလင်းကကြောက်နေတော့မှမဟုတ်လားခမ။ဘီနဲ့ပထမတစ်နှစ်ပါတယ်။နောက်နှစ်တွေတော့ဘာမှမပါဘူး။စေရန်သုံးနှစ်ရှိပြီ အဲ့ဒါကြောင့်အလုပ်တစ်ခုခုဝင်လို့ခိုင်းထားရကောင်းမလားလို့ကျမစဉ်းစားမိလို့ပါ။စာမေးပွဲတော့ဆက်ဖြေဦးမယ်ပြောပါရယ်။ပြောတာပြောရတော့လေသူတို့ခြေနေကိုသိထားတော့ကိုကျော်စွာယုံမှယုံပါမလားဟုချက်ချင်းတွေးမိပြန်သည်။သူတို့မှာပွဲရုံလုပ်ငန်းကြီးရှိသဖြင့်ဤမျိုးတွင်လူချမ်းသာစည်ဝင်တွေဖြစ်၏။အကူစရီဝင်လို့ခိုင်းရအောင်ဟူသော သူစကားကယုတ်တိမှရှိပါမလား။တမင်စကားရှာ၍ပြောသည်ကို သူရိပ်မိသွားလျှင် လင်းလင်းကလုံမယ်ပြောလို့လာဆရာမ။သူထင်တယ်လို့ပင်မယုံမကြည်လေတံပါလား။ဩကျမကအလုပ်တစ်ခုခုရှိထားရင်ကောင်းမယ်ထင်လို့မေးကြည့်ထားတဲ့သဘောပါရှင်။ညီမလေးတို့အရွယ်ကစာမေးဝဲအခါအခါကြာနေတော့စိတ်လဲမှာစိုးလို့ပါ။အန်တီနဲ့ပွဲရုံမှာဝင်လုံနေတယ်ပြောလာလို့။လုံတော့လုံပါတယ်။ပွဲရုံလို့သူစိတ်ဝင်စားလို့ပါ။ဩဟုတ်ကဲ့။ဟုတ်ပြောပြီးသူနှုတ်ဆက်သွားသည်။ လောက်ကျန်စကားရှာပြောမှန်းသူအတက်တည်သွားပါပြီဟုယင်ထေရပြန်သည်မိကြည့်ပါဆရာမသူတကယ်လို့လှုပ်ချင်နေဆိုရင်ကျွန်တော်ကူညီပါမယ်ဟုတ်ကဲ့ကျေးဇူးပါရှင်ရှေးလျားသောတပြင်းတစ်ချက်ကို ပေါ်ပါစွာချမိလိုက်၏ညီမလေးနှင့်အမေတို့သာသိလျင်တော့သူ့ကိုဆဲကြလိမ့်မည်ဆရာမနော်ဆရာမနေရာတကာဩစာတော်တော်ပြဒီ၆ပြားတပဲလာစာလို့နင်ပဲလို့ဟုဆိုကြလိမ့်မည်ထင်သည် ယခုဆိုရင် အမေကပွဲရုံလုပ်ငန်းတွင်ပေါ်ရနေသဖြင့်မြန်မာလေးဆယ်တန်းအောင်ပြီးဒေတာကောလိပ်သွားမှာကိုပင် ပူနေပေလိမ့်မည်သူ့လိုတက်ကတော်ကပွဲတစ်ခုခုရလာပြီးပွဲရုံလုပ်ငန်းစိတ်မဝင်စားဖြစ်သွားမှာအမေမလို့လားသူတို့ကလည်းမိဘလက်ငုံလည်ရင်းဖြစ်သောပွဲရုံလုပ်ငန်းကိုသာဥမကွဲတိုက်မပြတ်ဆက်လုပ်စေခြင်းငယ်သည် သို့သော သူကပွဲရုံလုပ်ငန်းဝါသနာမပါဆီယာမလာကစားအလုပ်သားဝင်လုပ်ခဲ့၏ ယခုတော့သူဝါသနာမပါသောပွဲရုံလုပ်ငန်းကို သူညမလင်းလင်းစီ လွှဲချလိုက်မိ။ကြံဖန်စကားရှာပြောရသဖြင့်နှုတ်ကြွန်သွားသည်ကို ပြောပြီးမှလက်ပြမတန်ဖြေရပြန်၏။ကြောင်ရှိတွင်ကိုကျော်စွာကကားရက်ပေးသည်။ကျေးဇူးတင်ပါတယ်ဟုပြောကကားပေါ်ကအလှပဆုံးဟန်လို့၍သူစင်၏။ကိုကျော်စွာသည် ကားပေါ်မှသူ့ကိုငေးကြည့်နေလိမ့်မည်ထင်နှင့်ခြေလမ်းပင်မှာခြင်း၏။ ကိုကျော်စွာနှင့်မျက်လုံးချင်းစုံမိသွားကြမှမဝင်သဖြင့်လှဲ့၍ပင်မကြည်ဝင်ခဲ့။ကားထွက်သွားတန်ကြမှတက်မှချလိုက်မိသည်။ရှင်နေဟာသွားသည်။ကြည်နူးမှုကတော့အပြည့်အကျဲ။ကဲမျက်နှာတော်ပဲရှူစားကြပါဦး။ဒီလောက်ပြုံးနေဝေးလာမှဖြင့်ဤကဏ္ဍတော့ဤကဏ္ဍပဲ။မတရရငင်းနေကြတော့ကြည်ကြည်တန်းနှင့်နုနုရီတို့ကမြင်မြင်ချင်းစားကြ၏။တင်းတင်းရင်ကပုတ်ခုံသွားသည်။ ကျုပ်တို့ကတော့အပြိုကြီးလှုပ်ဖို့ဖော်ရပြီလို့အားကိုနေကြတာလက်ဆက်သက်တော့တင်းတင်းသစ္စာဖောက်သွားပြီနင်တို့ရေရေကဲပြောစမ်းဘဲကကားလေဘယ်သူလဲဟုတ်တယ်မလားမင်းတို့ကလည်းကွာဟုဟန်လို့ပြောရင်တစ်ချက်ရေးမိသွားသည်ဘာမင်းတို့ကလည်းပြောစမ်းပါဆိုနေတို့တကယ်မနာလို့ဘူးဟဲ့သူများတွေကြားနေပါအောင်မင်းကြားကြားတို့ကိုမမှန်ပြောမလားမပြောဘူးလားဒီနှခွန်တခွန်မဲ့ဖြီး မမမပြောရင်တော့တချောင်းလုံးတိသွားအောင်မောင်ကြီးဒူဝေဝေလှုပ်လိုက်မယ်ဒါပဲတို့ရင်နာကဟိုလူပါကွာအမေဟိုလူဆိုပါလားဘာသူလဲပြောမင်းတို့တိပါလေညီမလေးဗတ်ဒီလှုပ်တုံးကတော့တို့ညီမတွေခြံရှင်းခိုင်းလို့ဟားကြရသေးတယ်ဆိုတဲ့လူပါဟေးလေဆိုင်ရှင်းကအရာရှိဆိုမဟုတ်လားနမေကဘာသူရဲ့တင်းတင်းကမပြောသဖြင့်ကြည်ကြည်တန်းကနှုတ်ဟာဤကိုကိုကြောစွာပါတယ်ရှင်ဟာ တို့ထင်သားပဲဝမ်းသာပါတယ်တငယ်ချင်း congratulation ကွာဖေဆန်းမနုနုရငါလက်နာရဲဟလမ်းကြုံလို့ပါဆိုတို့နဲ့ဘာမှမဆိုင်ဘူးနောက်တော့ဆိုင်ရမှာပေါ့လို့ဒါဇလန်းစားရပဲကွာတင်းတင်းတို့များကြုံကြုံတက်တယ်တို့များမျက်စိလဲလမ်းမှာပြီဖေကားမှာမကြုံပါလားနုနုရဲ့အစတန်တော့ကြည်ကြည်တန်းကငုံမလို့မျက်နှာထားလှုပ်ပြတော့အခါရှိကြရသည်ဟုတ်တယ်ဟာ တို့တော့ဒီနေ့ကစပြီ လုံးဝမြင်လဲစိုက်ကမရှိတော့ဘူးဒီလမ်းကိုအသွားပြန်ခြေလျင်မဲလျှောက်တော့မယ်ဟုတ်တယ်လျှောက်လျှောက်လေဆိုင်ရှင်းကကားမကြုံတော့ဘူမိတို့အန်နဝါတို့တစ်တော်တို့ကကားရကားကတော့ကြုံရမှာပေါ်တငယ်ချင်းရာတနေ့လုံးတငယ်ချင်းတွေကြားတယ်အစအနောက်ခံနေရသည်ကိုជីជីနူးနူးနှင့်မဟန်လုံးနေကြရသည်နင်တို့ပါဇက်နဲ့ဆောင်ပါစီစိတ်သေးကရေရွမိဤ ကျောင်းပြန်ညနေမှာတကယ်ပင်၃ရောက်သားလမ်းလျှောက်ပြန်လာကြသည်။နောက်ကကားတန်ကြားတိုင်းနုနုရီနှင့်ကြည်ကြည်တန်းတို့လှည့်လည်ကြည့်ကြ၏။တစ်ထုပ်လုံရေကဘူဒိုဇာကားကြီးမောင်းလာသည်ကိုမြင်ရသောအခါ"ကဲဟိုမှာလာပါပြီ။မင်းတို့ကိုတင်မဲ့ကားကြီး"ဟုတင်းတင်းကဆာ၏။နုနုရီက"ဟေးဒါကြီးတော့မလုပ်လိုက်ပါနဲ့ဟ။ငါကြောက်တယ်"ဟုပြောလိုက်သဖြင့်ဝိုင်းဟာကြသည်။တင်းတင်းကမူ ကိုကျော်စွာအကြောင်းရီမောရှင်ပြရင် တလန်လုံးတွေ့လာ၏မိညိုဟိုဘက်ချံကဒေါ်ကြီးခင်တို့ဤသွားစမ်းငါပြောပြီးသားခြံရှင်းခြင်းလို့ကောင်းလေးတယောက်လှုပ်ပေးပါလို့နော်ဟုတ်ကဲ့မမေကြီးမမေကခိုင်းတဲ့ဖြင့်အိမ်မော်မညိုကတဖက်ချံသို့ထွက်သွားသည်မနှက်ဖြန်ညီမလေးမွေးနေ့မဟင်းကကြွေးမိဖြစ်သည်ဖြင့်ခြံဝင်းရှင်းထားရန်ယောက်ျားလေးတယောက်ရောက်လို့သည်ဖြင့်ဥကျော်ရွှေတော်ခင်ကြီးတို့အိမ်သို့ ခါတိုင်းလိုပင်မိမိကလူခေါ်လှသည်သူတို့အိမ်မှာမူတောကကြောင်းလာနေသူစာမေးပွဲလာဖြေသူ အလုတ်လာရှာသူဈေးရောင်ဈေးဝယ်လာသူတွေနဲ့ယောက်ျားလေးတွေပြက်သည်ဟုမရှိ အကြောင်းရှိတိုင်းခြံချင်းကက်လျက်လူချင်းကလည်းအလွန်ရင်းနှီးကြသောသူတို့အိမ်သားတွေကတင်းတင်းတို့မှအကူပံခေါ်နေကြ အရေးကိစ္စရှိတိုင်းဦးကျော်ဆွေနဲ့ဒေါ်ခင်ခင်ကြီးတို့ကလည်းသူတို့အိမ်တွင်ရှိနေကြသောတောကကောင်းလေးတွေကိုလွတ်တက်စမြင် တင်းတင်းတို့အိမ်မမိုးယောက်ျားတနာမရှိသားမိ၃ယောက်နဲ့အိမ်ပေါ်မညိုတို့သာရှိကြသည်ခဏကြာတော့သူရောက်လာ၏သို့သောတင်းတင်းနဲ့လင်းလင်းတို့ညီမကဥကျော်ဆွေဒေါခင်ကြီးတို့ဤသားကြီးကိုကျော်စွာမှန်းမသိကြ သူတို့တွင်သားနှစ်ယောက်ရှိသည် အကြီးကစိုက်ပျိုးရေးကျောင်းစဉ်ရှမ်းပြည်နယ်မှာအငယ်ကရန်ကုန်ဆက်မှုတက္ကသိုလ်မှာလောက်သားတည်ထားကြသည် လူချင်းတကားမှမမြင်ဘူးကြ သူ့သားနှစ်ယောက်ကလည်း ကျောင်းနှင့်ရန်ကုန်ကဆွေမျိုးအိမ်မှသာအနေများသည်ဟူကြဖို့သည်ခါတိုင်းခေါ်နေကြကိုရန်းဆယ်တန်းညီကိုလှမြင့်နှင့်ခင်မောင်တို့မဟုတ်တော့လေတော်ကဈေးဝယ်ဈေးရောင်းရောက်နေသူတယောက်ရာဟူတာထင်ကြသည်သူဟူလုံးဝမထင်ကြ ရုပ်ကတန်တော်လဲကချင်းလုံးကြီးတပတ်နွမ်းလက်တူကလက်ရှည်ဖြစ်နေသောစွကျဲရော်ရဲတွေအနှွမ်းနဲ့မို့ညီမနှစ်ယောက်ရဲရဲဝံဝံခံရကြသည် အင်းရှိတမန်တလင်းအပြည့်ရှိသောနှင်းစီအိုးကြီးတွေကိုညီမနှစ်ယောက်စားရွှေရန်လုံနေကြစဉ်သူရောက်လာ၏။ဒီကချန်ရှင်းမို့ခေါ်ရဲပြောလို့ဟုဆိုပြီးအနာတွင်လာရက်သည်။အော်၊음ဟုတ်ကဲ့ကျေးဇူးပါပဲရှင်။ဒီပန်းအိုးတွေကိုဟိုဘက်ခြံတော်ရွှေ့ခြင်းလို့ပါ။နှုတ်သွက်ရှာသွက်ရှိသောညီမငယ်လင်းလင်းပြောသည့်အတိုင်းပန်းအိုးအလုံး20ကျော်ကိုခြံတောင်သို့ရွှေ့ပေးရသည်။ ပန်းအိုးအသေးကလေးတွေကိုတော့တင်းတင်းနဲ့လင်းလင်းတို့ကကိုရွှေပေးကြသည်ပန်းအိုးတွေရွှေပြီးသောအခါလမ်းဘက်အုံမိုးနေသောစောင်းတော်ကူးတယုံနှင့်ရိုးလာတန်နာတပင်ဤအကိုင်းတွေကိုဓာရစင်ပေး၍ရှင်းခိုင်းကြ၏ခါတိုင်းရှင်းခိုင်းနေကြလှမြင်တို့ညီကိုမဟုတ်သဖြင့်တင်းတင်းကအာနာနေတော့လေလင်းလင်းကမူငယ်ရွယ်သူပြပြဘာမှမတွေးတော့မစင်စားပဲအာမနာရန်ခိုင်း၏လှမြင်တို့ညီကိုကတော့သူ့နှင်းရန်ဖြစ်ဖက် ကြီးစွာရုံအောက်ကစင်အော်မြက်တွေကိုခုတ်ခိုင်းနေချိန်တွင်သူ့မိဖေတို့ရောက်လာကြသည်ဟဲ့ဟဲ့ငါသာကြာလာကြည်လာအောင်မိတာလက်ဆတ်သက်တော်တင်းတင်းတို့ကအပြက်ခိုင်းထားကြတာကိုရှင်သူ့ဖေစကားကြောင့်တင်းတင်းနဲ့လင်းလင်းတို့ကအံ့အားတင်သွားကြသည်သူ့ဖေဥကြော်ဆွေကတော့ချွေတလုံးလုံးနဲ့ခြံတော့တွင်မျက်ရိုင်းခုန်နေသော သူ့သားကိုကြည့်၍ပြုံးနေ၏စကားအတွက်သူလင်းလင်းကဟင်အန်တီတာ ဟိုအားသင့်စွာအရင်နှုတ်ထွက်သည်ဟုတ်တယ်လေလင်းလင်းရဲ့အန်တီပြောပြောနေတဲ့တာကြီးကြောစွာလေဒုက္ခပဲဟိုတင်းတင်းတွေ့လိုက်ဤအာနာလိုက်တာရှင်ကျမတို့ကအန်တီသားမမှမသိတာခါတိုင်းလိုတော့ကတယောက်အာနာဆရာမဟုတ်ပါဘူးတင်းတင်းရဲ့အန်တီသားကစိုက်ပျိုးရေးဝါသနာပါတော့ချန်ရှင်ရာရှင်တော့ပါတယ်တွေ့တယ်မဟုတ်လားသူ့မိကရည်ရည်မော်မော်ပြောတော့လေတင်းတင်းကမူမရည်နိုင် စိတ်ထဲကအကြီးကျယ်အာနာနေမိ၏အန်တီသားကြီးမှန်တမီးတို့ကတိမှမတိတာလင်းလင်းကအဆက်ပြေပြော၏ဘာဖြစ်လဲတမီးရဲ့မောင်လှမြင့်တို့ညီကိုရီတောခနာပြန်နေကြလို့တမီးမေကခေါ်ခိုင်းနေဆိုတာနဲ့အန်တီသားလှောက်လိုက်တာပါမှတ်ထားကြပေါ့တာသူ့မေခေါ်သဖြင့်အနာရောက်လာ၏ဒီကတမီးတို့ကိုမှတ်ထားနော်သူကထက်တန်းပြဆရာမကြီးဖွဲ့ရပြီးသားတင်းတင်းနဲ့ သူကညမလင်းလင်းနဲ့ဆယ်တန်းသုံးငါကြဆိုတာလေထည့်ပြောပါအောင်အန်တီရေဟုလင်းလင်းကဝင်ဖောက်တဲ့ဖြင့်သူကပြုံး၏ဘယ်တော့ကရောက်လေအရင်အန်တီပြောတော့ရှမ်းပြည်နယ်မှာဆိုဟုတ်တယ်လေကွယ်ကြောင်းစင်စင်ချင်းရှမ်းပြည်နယ်ကြသွားတယ်ခုဒီမှာတရွာတစ်ချံတကန်းဆိုလားအဲ့ဒီစီမံကိန်းပြောင်းလာတာတပတ်တောင်မရှိသေးဘူးဒါနဲ့တော့အန်တီကသမီးတို့နဲ့မိတ်ဆက်ပြီးမထားဘူးအဲ့ဒါကြောင့်ခိုင်းမိတာပါနော်အကိုကြီးကတော့နော် ပြောမဆိုမှခွင့်လွှတ်ပါအတွက်မှလင်းလင်းကပြောင်းတယ်လို့နောက်တယ်လို့လက်အုပ်ချပြသည်ကိုသူကရည်ပြီးကိစ္စမရှိပါဘူးရပါတယ်ဟုပြန်ပြောသည်သူ့လုံနေသူမအားသေးလို့အန်တီကသမီးတို့နဲ့မိတ်ဆက်ပေးသေးတာပါခုလေတမင်တိကျွမ်းရင်းနေကြရအောင်အန်တီလှုပ်လိုက်တာပေါ့ငါသားကြီးကတော့မောနေရောမယ်ကိုကြီးကစိုက်ပျိုးရရာရှိဆိုတော့ပန်းအိုရီခြံနောက်ပုံထားတာအစီစဉ်ကြပါတယ်နော်အန်တီ လင်းလင်းကရှက်ရှက်နဲ့ဆွတ်ရွတ်ပြောနေသည်ကိုတင်းတင်းကမျက်စောင်းလှမ်းထိုးရ၏သူကတော့ပြုံးရွေသာနေသည်မနှက်ဖြန်ညီမဘတ်တီလေးကိုကြီးအကိုကြီးတို့စိုက်ပျိုးရေးချမ်းမှာတစ်ခွာရီမရှိဘူးလားရှင့်ညီမဘတ်တီမှာအမှတ်တရတစ်ခွာတအိုးလောက်ကျွန်တော်တို့ခြံကအလှပါထက်စားသုံးဝင်ပင်မျိုးတွေပဲအဓိကထားပါတယ်ကဲမှတ်ထားကောင်းပါလိနင်တော့လွန်မီနော်ဟုတ်တင်းတင်းကမျက်စောင်းထိုးရပြန်၏အမေအပြင်က ပြန်အောင်လာတော့ခါ သူ့အမေကကဲကောင်းကြသေးရဲ့လားတော့ကျုပ်သားစိုက်ပျိုးရေးရာရှိကိုတော့သမီးတွေကခြံနဲ့မျက်ခုတ်ခိုင်းလို့တဲ့ဟုပြောပြီးရီချပြန်၏သူ့ကိုတင်းတင်းငါသာအာနာစွာနဲ့စကားမပြောရဲဖြစ်မိတော့လေလင်းလင်းငါမူမွေးနေ့ရှင်ပြီပြီသူ့နှင့်ပေါပေါဖောက်တလို့စကားများနေ၏ကဲကိုကြီးသုံးဆောင်နော်အားမနာပါနဲ့သမင်းလို့စားရမယ်အကိုကြီးကလင်းလင်းမွေးနေ့မှာလှဝါအပြက်ပေးထားတယ်လူဆိုတော့ဘာကြောင့်နဲ့ကြိုက်တယ်လဲပြော ပူတိကြော်လားကြက်တောင်းကြော်လားဘဲကြော်လားညီမလေးထည့်ပေးပါမယ်နော်နော်ဟေးဟေးအကိုကြီးညီမလေးဟုတုံနှုံပြောနေသည်ကို သဘောတွေ့မိတော့လေသူ့ကိုမျက်ခုတ်ခိုင်းသည့်ကိစ္စလူများရှိရှက်မြည်ဆို၍တင်းတင်းကလင်းလင်းကိုမျက်စောင်းတထိုးထိုးတားဆီးနေရသည် သူကမူလင်းလင်းထည့်ပေးသည်မြတကယ်ပင်ထမင်းလိုကြိတ်သွား၏မမမရရဘူတိကြော်နှင့်မဟင်းကားလေးပကံကျမတို့ကအဲ့လိုအရှိပါရှိစားမှသဘောကျတာစားအကိုကြီး ဟုလင်းလင်းကပြောတော့ခါလှဝါကတော့ကြည်ပါရယ်နော်ဟုပင် မနောက်စဖူနောက်သွား၏သူပြန်သွား၍လူရှင်သောအခါ သူ့မိကကဲဘယ်နဲ့လဲဒေါ်တင်ရွှေကျမသားကတော့ရှင်တို့မြင်တဲ့အတိုင်းပဲအင်မတန်ယိုးအင်မတန်အဆိုတော့နီနီကက်ကက်တန်တန်ဆုံးမဖို့ဆရာမတယောက်တော့လိုနေပြီဟုပြော၏ရှင်သားလည်းရှင်မေးပါဦးကျမသမီးကတော့ကျမတခွန်းပါပဲဟုပြောတော့အခါ တင်းတင်းမှမျက်နာမထားတတ်ဖြစ်သွားလေသည်။နုနုကြီးကြည်ကြည်တန်းနှင့်တင်းတင်းတို့သုံးယောက်ကျောင်းကောင်စီစီဝေးမှပြန်လာကြသည်။ကားတန်ကြား၍လှည့်ကြည့်ကြသောအခါသူကားဖြစ်နေ၏။သူတို့သုံးယောက်ရှေ့၌ပင်ရပ်လာ၏။ဆ iam တို့ကျောင်းကပြန်လာကြတာနဲ့တူတယ်။လမ်းကြုံသားပဲလိုက်ခဲ့ကြပါလားခမ ya ။အပြန်တွင်ဤတစ်ခါသာသူနှင့်ဆုံမှုကြသဖြင့်တင်းတင်းကသူကားနှင့်အင်ပြန်လိုက်ရမှယွံနေသည်။နုနုကြီးကမူ ။ဟုတ်ကဲ့ရှင်ကျေးဇူးပါပဲဟုပြောပြီးကားပေါ်ဦးဆုံးတက်၏။မတင်တော်တော့သဖြင့်ကြည်ကြည်တန်းနှင့်တင်းတင်းတို့ကပါလိုက်တက်ကြရသည်။ပြောတော့မဟုတ်ပါဘူးတဲ့။ဟင်နော်ငါလှုပ်လိုက်ရ။နုနုကြီးကကားပေါ်ရောက်သည့်နှင့် လက်ကုပ်၍စားသည်။တင်းတင်းမှာအစတန်အနောက်တန်သောနုနုကြီးကိုပြန်မပြောဝင်။ပြန်ပြောနေလျင် သူကြားမှာဆို၍ပိုပြီးအနေရထိုင်ရခနေသည် ထို့ကြောင့်နှုတ်ဆက်၍ငြိမ်လိုက်လာရသည် ပိုကုံးဘတ်တွင်နေသောကြကြည်တန်းကိုအရင်ပိုသည်ပြီးတော့နုနုကြီးတင်းတင်းကောင်းကောင်းမွန်မွန်ပြန်နော်မင်းမေကစိတ်ပူတတ်ပါပြီနဲ့ကျမတငယ်ချင်းကိုအိမ်ရောက်လိုက်ပို့ပေးပါရှင်ကျေးဇူးတင်ပါတယ်ဟိုနုနုကြီးကအတီးပေါက်ပြောသည်ကို သူကတကယ်ထင်၍ဟုတ်ကဲ့ခင်ဗျာစိတ်ချပါဆရာမတော်တင်းတင်းကကျွန်တော်နဲ့ခြံချင်းကပ်ပါဟိုပြောသည်တင်းတင်းကတော့ခွေးမနေတော့နေအောင် နက်ဖြန်ကြောင်းရောက်မှသိမယ်။ဟိုစိတ်ထဲကဆဲမိ၏။နွနွီရီကမျက်နှာပိုမတက်သေး။အော်ဟုတ်လား။ခြံချင်းကဲ့ဆိုတော့ပိုဟန်ကြသွားတာပေါ့ရှင်။ဟုတ်ကဲ့။ကျေးဇူးပဲကျေးဇူးပဲ။ဟုတ်ပင်ထက်ဆာသွားသေးသည်။တင်းတင်းမာတော့မျက်နှာနီလျက်။မမေနှင့်ခြံဝရင်တစ်ခါထက်ဆုံမိကြတော့ခါမျက်နှာမထားရက်ဖြစ်သွားသည်။အော်သမီးတို့ကိုမောင်ကျော်စွာနဲ့ဘဲကဘလို့ဆုံလာကြပါလေ ဟုမေးပြီးထင်နှင့်တကူလုံးထူပူသွားမိသည် သို့သောမမေကမမေမမြင်ကြအောင်ဆောင်၍ခြံတောင်းဘက်ထွက်သွားသည်ညနေထမင်းဝိုင်းမှာမမေမေးလေမလားဟုဆိုရင်စိမ့်နှင့်ခေါင်းပင်မဖော်ဝင်ငိန်ကုတ်၍သာထမင်းစားမိ၏အိမ်မော်တို့လှမ်းတက်မိလိုက်သည်နှင့်ရုတ်တရက်ခြေလန်းတုံသွားမိသည်ဧကန်းမှာကိုကျော်စွာဖေနှင့်အမေကိုမမေကလက်ဖက်နှင့်ဧကန်စကားပြောနေသည် ထူပါလားဟုထင်မိသည် တင်းတင်းကိုအားလုံးကအေးဒီကိုလှမ်းကြည့်ကြသည်။တမီးပြန်လာပြီလားဟုမချိုသာစပူးသောချိုသာသောစကားနှင့်ကိုကျော်စွာမေကလှမ်းနှုတ်ဆက်၏။တကိုယ်လုံးရှိန်ဖိန်သွားမိသည်။ဟုတ်ကဲ့ဟူသောအတန်ပင်နှင်းတင်းတင်းဖြစ်သွား၏။အိတ်ခမ်းထဲသို့တန်ဝင်မိသည်။သူတို့မူရာကိုမြင်ရခြင်းအပြင်တခုခုတော့တခုခုပဲဟူရင်ထိန်နေ၏။အဝိပင်မလဲမီ။အပြင်ကအတန်တွေကိုအသက်အောင်၍နာဆွင့်ထားမိသည်။ ကျမဘက်ကဘာမှညင်းစရာမရှိပါဘူးရှင်။မောင်ကျော်စွာရုပ်ရောပညာရောအကျင့်စာရိတ္တရောဒီခေတ်မှာရှာမှရှာတဲ့တငယ်ပါ။ကလေးချင်းကြီးနေကြရင်ပြီးတာပါပဲ။ကျမမှာတိုင်မင်စရာဆိုလို့လေဒီသမီးပဲရှိပါတယ်။သူနဲ့တိုင်မင်ပြီးစကားပြန်ပါမယ်ရှင်။နှစ်ထင်းနှရင်တွေ ထူပူသွားသည်။တကိုယ်လုံးချက်ချင်းကရုံကရင်ကြီးဖြစ်လာသည်။သူထင်းတယ်လို့ပင်ဖြစ်လာချေပြီ။သူ့ကိုကိုကျော်စွာနဲ့ပေးစားရန် ကိုကျော်စွာအမေဖေတို့ကနားလာဖောက်ကြပြီ။ရင်းနေပီတီတွေပြင်းနေ၏။အသက်ပင်မရှူရဲပဲအောင်ထားမိသည်။ဟုတ်ကဲ့ခမ ्या ကျေးဇူးတင်ပါတယ်။သားမိတွေတိုင်ပင်ကြအောင်။ဟုတ်ပြောပြီးကိုကျော်စွာအဖေမေများဆင်းသွားကြသည်ထိတင်းတင်းအသက်မရှူမိသည်။တမီးကြီးရေဟုမမေကခေါ်လိုက်သောအခါရှင်ဟုပြန်ထူရမှာကိုပင်လဲပင်နေနေသည်နောက်တစ်ခါထပ်ခေါ်တော့မှာ ရှင်အမေဟုထူးနေကြအတန်ကို ပြန်ရသွားသည်လာပါအောင်ကွယ်တမီးကိုအမေပြောစရာရှိလို့ဧကန်ဆိုဖာပေါ်ထိုင်နေသောအမေကို ဝေးဝေးကလှမ်းမကြည့်ဝင် အမေမျှော်ကြည့်နေသော မျက်လုံးများနှင့်ဆုံမဆုံမိသည်ခြေလမ်းမမမိအောင်သတိထားပြီးအမေ၏နားသွားရ၏အမေရှိတွင်မျက်နှာချင်းဆိုင်မထိုင်ဝင် အမေဘေး၌သာညင်ညင်သာသာဝင်ထိုင်လိုက်ရသည်ရှင်နေမှမူတဒိတ်တိတ် ဆော့ဆော့ကသမီးမြင်လိုက်တဲ့အတိုင်းမောင်ကျော်စွာရဲ့မိဘနှစ်ပါးလာသွားကြတယ်။ဟုတ်ဟုတ်ကဲ့။အဲ့ဒါမောင်ကျော်စွာနဲ့သမီးလေးလင်းလင်းကိုနေရာချထားခြင်းလို့တဲ့။ရှင်။လင်းလင်းနဲ့ကုကျော်စွာသူ့နာသူမယုံတလို့ဖြစ်သွားသည်။ဟုတ်တယ်တဲ့သမီး။မောင်ကျော်စွာကသူ့မေဖေရီကိုပြောခိုင်းလို့လာပြောကြတာတဲ့။လင်းလင်းနဲ့မောင်ကျော်စွာမေတ္တာရှိနေကြတာကြားပြီးဆိုပဲ။ အောင့်ထားရသောတမကို ရုတ်တရက်ချလိုက်မိသည်တေမိုက်တဲ့သမီးအမေကိုလုံးဝမဟောက်အမေကလုံးဝမထင်တာရှိတ်တောင်းမရိပ်မိဘူးလင်းလင်းတို့များရီစားထားတာပြီပြသမီးတော်ရိပ်မိလိမ့်မယ်ထင်တယ်ဟုတ်ဟုတ်ကဲ့ထွက်မိထွက်ရာနှုတ်ထွက်သွားခြင်းသာညီမတွေတေညီညွတ်နေကြတာကိုဒါပဲနော်မိတင်းတင်းညီလေကြတော့ငါ့ကိုကြိုတင်ပြောပါဤညီတို့ကြရင်ပြီးရော ငါမကန့်ကွက်ပါဘူး။ညီတို့နှစ်ယောက်စလုံးအိမ်နောက်ရက်သားကြတော့မှပဲ။ငါလည်းအေးအေးဆေးဆေးတရားအထုတ်နိုင်မယ်။ဘယ်ကဘလို့အမေနာကအိတ်ခမ်းနဲ့ရောက်လာမိသည်မသိ။ညီမနှစ်ယောက်ရှင်အိတ်ကြတော့ဂရင်းနှလုံးကြရှိအလားကြည့်ခုံပေါ်မှလင်းလင်းဤ Venus အထင်နဲ့သမီးဤရုပ်ထုကိုမလိုမုန်းထားစွာမျက်ဆောင်ခဲမိလိုက်၏။ကိုလုံးပေါ်မှန်ကြီးထဲတွင်သူတကိုယ်လုံးလှဲ့ပတ်ကြည့်နေမိသည်။အသက်ပင်ရှူရန်တည်မီယား Venus နဲ့သမီးထက်ပင်သူ့ကိုယ်သူလှနေသည်ဟုထင်၏။ညီမလင်းလင်းထက်လည်းလှ၏။လင်းလင်းထက်သူကပညာလည်းတတ်၏။အလောက်ကိုင်းလည်းမပူမပင်ရရှိ၏။အင်းဟုလေရှိဆွဲကတက်ပြင်းတစ်ချက်ရှိုက်လိုက်၏။အော်သူ့မှာတခုခုတော့လိုနေပါလိမ့်မည်။ နားဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့နောက်ထပ် audio book မှာပြန်ဆုံကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။